နိုင်ငံရေးသမားတယောက်ရဲ့စကားတစ်ခုကလေဒေါ်လာတန်ပေါင်းများစွာတက်နေပင်လယ်စာကုန်းတွေကြီးကိုဘလို့များရပ်တန့်သွားစေနိုင်မှာလေဒီနေ့လောအဲ့ဒီအကြောင်းကိုပင်အသေးစိတ်ဆွေးနွေးကြည့်ကြရအောင်တရုတ်နိုင်ငံကဂျပန်ပင်လယ်စာတင်းသွင်းမှုကိုရပ်လိုက်တဲ့ကိစ္စကအာရှရဲ့အင်အားကြီးနေနိုင်ငံကြကပိုကြီးတဲ့ပြဿနာတစ်ခုကိုဘလို့ညွန်ပြနေလေကြည့်ကြတာပေါ့ ဟုတ်ပါတယ်အပေါ်ယံကြည့်ရင်တော့လေအဲ့ဒီဖူကူရှိမာစက်ယွန်ကစွန့်ထုတ်တဲ့ရေကြောင်းလို့အကြောင်းပြထားတယ်ဒါပေမဲ့တကယ်ဆလန်ကအဲ့ဒီမှာမဟုတ်ဘူးနိုင်နေရေးစကားတခုနဲ့ရဆပြုခဲ့တာပါဆိုတော့ဒီလောက်ရက်ကမကြဒီမီနေတွေတွင်တရုတ်နဲ့ဂျပန်ကြားဆက်ဆံရေးအစိုးရဆုံးယူရင်းလာမှုတွေတဲ့ကတခုကိုမိမောင်းထိုးပြလိုက်တာပဲဟုတ်ပြီအဲ့ဒီစကားကပါလဲဆိုတော့ကိုပဲတဲ့တဲ့ဝင်လိုက်ညောင်း ဂျပန်ဝင်ကြီးချုပ်စာနဲအတက်ကဲချီပေါ့နော်ဟုတ်တယ်စာနဲတက်ကဲချီသူပါလီမာမှာထိုင်ဝမ်နဲ့ပတ်သက်ပြီးပြောခဲ့တယ်ဆိုတော့လေဘလို့စကလုံးတွေတုံးသွားတယ်လေသူပြောခဲ့တာကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်လာရင်အဲ့ဒါဟာဂျပန်အတွက်ရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေဖြစ်လာနိုင်တယ်တဲ့ပြီးတော့စစ်ရေးအရာတုံ့ပြန်မှုလုပ်နိုင်တယ်လို့ပြောခဲ့တာမှာအဲ့ဒီမှာလေ ရှင်သန်မှုကိုချိန်ချောက်ခဲ့အချင်းနေဆိုလက်စကလုံးကအရင်အရေးကြီးတယ်။음ဘာလို့အလကအရေးကြီးတာလဲ။ဘာလို့လဲဆိုတော့လေဒါကဂျပန်ရဲ့ငင်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေအရကိုကိုကိုကာကွယ်တာထပ်ပေါ်တဲ့စစ်ရေးအရာသုံးခွင့်ပေးနိုင်တဲ့တရားဝင်အခြေအနေတစ်ခုဖြစ်နေလို့ပဲ။ဒီစကားကိုဝင်ကြီးချုပ်ကသုံးလိုက်တာဟာပေကျင်းအတွက်ကြီးမားတဲ့နိုင်ငံရေးသတိပေးခေါင်းလုံးတန်ဖွတ်သွားတာပေါ့။အော်ဒါကြောင့်ကို ပေကျင်ရဲ့တွင်ပြန်မှုကလည်းချက်ချင်းပဲနော်သူတို့ကဘာလို့ဒီမှတ်ချက်တစ်ခုတည်းကိုဒီလောက်ထိအရေးတားကြီးတဘောထားပြီးပင်းလယ်စာစီကွက်ကိုပိတ်ပြီးလိုက်ရတာလဲပြောလဲဆိုတော့ဒီစကားတွေဟာတရုတ်ဂျပန်ဆက်ဆံရေးနိုင်ငံရေးအခြေခံကိုအကြီးအကဲပြုတ်စည်းစေခဲ့လေလို့တွင်ပြန်ခဲ့တယ်အဲ့ဒီနိုင်ငံရေးအခြေခံဆိုတာကဂျပန်ကတရုတ် တနိုင်ငံတည်းမူဝါဒကိုအတိအမှတ်ပြုထားတာကိုဟင်းဟုတ်တယ်ထိုင်ဝမ်လွတ်လပ်ရေးကိုတရားဝင်မထောက်ခံဘူးဆိုတဲ့သဘောတူညီမှုတွေပေါ်မှာတည်ဆောက်ထားတာလေ ဒီမချက်ကအဲ့ဒီအခြေခံကိုလွတ်ခလိုက်တယ်လို့ဖြစ်သွားတယ်။တန်တမန်ရေးအရာတော်တော်လေးတို့တင်းမသွားကြတယ်လို့ဆိုရမှာပဲ။ဂျပန်တမတ်ကိုစင့်ခေါ်တာဒီပြီးတာပြင်းထန်တဲ့တံပြန်အေးအေးယူမှုတွေလုပ်မယ်လို့တတိပေးတာဒီအထီးဖြစ်ခဲ့လေဆိုတော့ဟုတ်ပါတယ်။အခြေအနေကအဲ့ဒီလောက်ထိပြင်းထန်ခဲ့တယ်။တရုတ်ဘက်ကဂျပန်နဲ့စကားကိုပြန်မယုတ်သိရင်ပြင်းထန်ပြီးခိုင်မာတဲ့တံပြန်အေးအေးယူမှုတွေနဲ့ရင်ဆိုင်ရမယ်လို့တတိပေးခဲ့တာ။ဂျပန်မကလည်း တရုတ်ပြည်တွင်းမှာရှိတဲ့သူတို့နိုင်ငံသားတွေကိုလူစီကားတဲ့နေရာတွေရှောင်ဖို့တတိပေးခဲ့ချက်ထုတ်ပြန်ခဲ့ရတဲ့အထီးပဲဒါမဲ့ဒီမက်ချက်တခုတည်းအကြောင်းပဲချင်းကဒီလောက်ထိဆိုးရတာလားဒါမှမဟုတ်နောက်ကွယ်မှာတခြားအကြောင်းတွေစုနေတာများရှိပြီးသားလားဒါကကောက်ရိုးတမြင်မဲ့လို့ပြောရမယ်မကြသေးမီနစ်တီအတွင်းမှာတင်းမမှုတွေကတောက်လျှောက်ရှိနေခဲ့တာဥပမာအရှေ့တရုတ်ပြင်လယ်ကကျွမ်းနေကိစ္စလေအငင်းပွားနေတဲ့စံကာကူတိုင်းအိုယူကျွမ်းနေဟုတ်တယ် ဲ့ဒီကျွန်းနေနာကိုတရုတ်ကမ်းခြေဆောင်တင်မောတွေခဏခဏဝင်လာတာမျိုးပြီးတော့ထိုင်ဝမ်နဲ့ဂျပန်ကြားမှာတရုတ် drone တွေဖြတ်ပြန်တန်းခဲ့တာမျိုးတွေကဆက်ဆံရေးကိုယိုယွင်းစေတဲ့အကြောင်းတွေဖြစ်နေပြီးသားမှာဆိုကဒီမချက်ကအဲ့ဒီမီးကိုတက်စီလုံးလိုက်တယ်လို့ဖြစ်သွားတာအဲ့ဒီမလွဲမထွေရှိမှာပဲเนาะဘယ်လိုမျိုးတွေဖြစ်လာခဲ့လဲ တော်တော်လေးသိတာပါတယ်တရုတ်ကသူတို့နိုင်ငံသားတွေကိုဂျပန်ကို ခီးမသွားဖို့တတိပေးလိုက်တဲ့အခါဂျပန်ရဲ့ခီးသွားလုပ်ငန်းနဲ့လက်လီယုံချတဲ့ကုမ္ပဏီတွေရဲ့ရှယ်ယာဈေးတွေလေ9%ကနေ10%ကျော်ထိကျဆင်းသွားခဲ့တယ်။အိုးဒေါ်လာများတာပဲဟုတ်တယ်ဒါဟာတရုတ်နိုင်ငံက စီးပွားရေးကိုနိုင်ငံသားရေးမူဝါဒလက်နက်တစ်ခုအဖြစ်ဘလောက်ထိရောက်ထောက်သုံးနေလဲဆိုတာကိုပြတဲ့နောက်ဆုံးဥပမာတစ်ခုပဲပေါ့နော်။ဟွန်းဒါဆို ဒီအဖြစ်အပျက်တွေကနေကျွန်တော်ဘာကိုထုံနှုတ်လို့ရမလဲနိုင်ငံရေးစကားတစ်ခုကနေနိုင်ငံသားကဟွာစီးပွားရေးတန်တမာရေးရာဆက်ဆံရေးတစ်ခုလုံးကိုဘလောက်အထိလွတ်ခတ်သွားစေနိုင်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်ရတာပဲဟွန်းဒီနေရာမှာစဉ်းစားစရာမိခွန်းတစ်ခုထွက်ပေါ်လာပါတယ်အခုလိုကမ္ဘာအင်အားကြီးနိုင်ငံကြီးကြားကပြိုင်ဆိုင်မှုတွေမှာပေါ့နော်စီးပွားရေးဆိုင်ရာဆက်ဆံရေးတွေကိုနိုင်ငံရေးလက်နက်တစ်ခုအဖြစ်ပို့ပြီးအသုံးပြုလာကြတဲ့အခါ ွန်တွေဤအရင်ပွားမှုတစ်ခုနဲ့တိုက်ရိုက်ပฏิပခတ်တစ်ခုကြားကစီးမြင့်ဟာဖင်ညာမှာရှိနေမလဲပြီးတော့လေဒေသတွင်ကတခြားနိုင်ငံတွေအနေနဲ့ဒီလိုအချင်းညီမျိုးကိုဘလို့ကြော်လွားယက်တီသွားကြမလဲဆိုတာကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်နေပါပြီ။